တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ဒီမှာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတနင်္ဂနွေသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ဖက်ခနဲ့ပြောင်းပြီးတော့ကွက်ခနဲ့ကောင်းစီမဲ့ခြေနေကောင်းခွင့်ကောင်းကောင်းကိုရှောက်လို့နေပါလေဗျာရည်ရတဲ့လုပ်တွေရဲတင်းတင်းလုပ်ပါမိသူတဦးတယောက်နဲ့မှတိုင်မြင်နေကြမလို့ညှိနှိုင်းစီနေကြမလို့အကြံပေါ်ချက်ချင်းလုပ်တေကြပေါက်အောင်မြင်မဲ့ချိန်ကိုရှောက်လို့နေပါလေဗျာ ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖို့ဖို့တဲ့ဆိုရင်တော့ ठी တို့ဖနက်တို့နာယီတို့အထယ်လိုက်တို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်နောက်ဆုံးပေါ် iPhone စံတီးတွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျာမိမိစေပေါင်းနေတဲ့ကရရလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့် တတိဒအမဲ့နေနဲ့တခါလဲမာလိုက်မယ်စာစာစစညနာမည်ပါတဲ့သူတွေကိုတော့တတိထားရှောင်ကျင်ရမှာဖြစ်ပါတယ်။ကာကမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိပါလေ။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ရောက်လာဖို့ရှိပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ20နဲ့တရက်အတွင်းဝယ်ပါဗျ။ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ယခုချိန်ကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါလေဗျ။ခြေနဲ့ပတ်သက်တဲ့ကိစ္စ၊အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေကိုထားခဲ့ပြီးတော့အစ်စ်တွေနဲ့ရှင်းဆက်ရတတ်တဲ့ကိန်းကနဲမျိုးကိုရှောက်လို့နေပါလေဗျ။ဂျမားရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဘူးခြင်းမောခြင်းနှလုံးအားနဲ့ခြင်းမျက်စိစမ်းသက်ကခြင်းပါဝါတိုးခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံတိဋ္ဌိအောင်ပြီဆိုပြီးတော့တနေ့ဟိုဒီဆယ်ဘက်စိတ်ကမှာပဲဖြစ်ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တေကနန်းကိုအကြောင်းပြုပြီးတော့ဝင်ပါလိမ့်မယ်တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့တိန်းတရားတို့တိန်းတထောင်တို့တိန်းတသောင်းတို့ဝင်လာတက်တဲ့အချိန်ဖြစ်ပါ နမတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝက်စားတွေကိုဝက်ဆင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါရတော့ရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ကြီးရေတန့်၅ခွက်အမွှေးတိုင်၅တိုင်ပန်းအဝါရောင်၅ခွက်မြက်စွာဖျားကိုကတ်လူပူသောလူတန်းပါ ။ဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ကြည့်ပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေရဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူး ဆူတောင်းပေးခြင်းလို့ပါဒလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်မကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါဒလင်းလာသားသမီးကဒီချိန်ဒီကာလမှာတော့စာကျုပ်စာတန်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်ပါတယ်ကောင်းတော်ထိုးခြင်းဖြစ်ပါတယ်ဗျဟုတ်သားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သိဝင်ခြင်းတိုက်ခန်းသိဝင်ခြင်းဆိုင်ခန်းသိဝင်ခြင်းအိမ်ပြင်စင်မိုးမှန်ရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါလေ မိတ်ဆွေပေါင်းတဲ့နဲ့ကရာရာလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါက်ဆက်တဲ့လို့တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်တတိထားမဲ့နေ့နဲ့နေရာစစစစညနာမည်ပါတဲ့သူတွေကိုတော့တတိထားရှောင်ကျင်ရမှာ ဖြစ်ပါလေဗျသာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အိမ်ကနေထွက်သွားတာမျိုးတွေကြုံရတတ်တယ် အောက်လက်ငယ်သားအဟောင်းတွေထွက်ပြီးအစ်စ်တွေရောက်လာတဲ့သူတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်ကိုကတော့ရန်လို့ကိုယ်ရန်လို့တဲ့သူတိုက်ခိုက်တဲ့သူစောင်းမြောက်တဲ့သူ၃ယောက်ရှိပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ အပြောင်းလဲကြီးကြီးမားမားတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ထိုပြောင်းလဲခြင်းဟာအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲခြင်းဖြစ်ပါတယ်။ဇမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အကျော်အစင်းမြင့်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့ပါတယ်။ခံစားတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဝိဇာစာရဏတံမဲ့တော့အောင်ပြီဆိုပြီးတော့တနေ့ကိုပရိ၃ဘတ်စိတ်ကမှာပဲဖြစ်ပါကိုရကံတရားအကောင်းဘက်ကိုရွှေ့လျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့၄ခန်းအောင်အကြောင်းပြုတော့ဝင်ပါလိမ့်မယ်၄ရာတို့၄000တို့၄000တို့၃400တို့၃400တို့၃000တို့ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်ပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့စီချက်ခေါက်ဆွဲ၃ပကံအမွေးတိုင်း၃နိုင်ဖျောင်းတိုင်း၃နိုင်ဆက်ပြီးတော့မြေဆွာဖျားကိုကတ်လူပူဇော်လှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကန်စာရာညံ့ခိုက်တီပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာ မေတ္တာဖို့ဆူတောင်းပေးခြင်းလို့ပါအင်္ဂါသာသမီတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါအင်္ဂါသာသမီးရဲ့ယခုချိန်ယခုကာလမှာတော့အလုံးပြောင်းခြင်းနေရာပြောင်းခြင်းဌာနပြောင်းခြင်းဇာတုပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဗျ။ကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျ။ဟောသာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျ။မိမိမိတ်ဆွေပေါင်းတဲ့က စစစစညာနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တယ်လှုပ်တယ်စင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဗျ။တတိဓာအမယ်နေတဲ့နေရာကခကကငနာမည်ပါတဲ့သူတွေတတိဓာရှောင်ကြရမှာဖြစ်ပါလေ။ဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးတွေဆိုရင်တော့အရင်ကနေထွက်သွားတာတို့နိုင်ငံခြားထွက်သွားတာတို့ကြုံရတဲ့အချိန်ဖြစ်ပါ အောက်လက်ကသားနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အစ်စ်တွေထက်ပြီးတော့ရောက်လာတတ်တဲ့အချိန်ဖြစ်ပါလေကောင်းသောလာခြင်းဖြစ်ပါလက်ခံထားကားပိုင်နဲ့ရတတ်တဲ့အချိန်ဖြစ်ပါလေဗျကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ19ရက်အတွင်းဝယ်ပါဗျရန်ရင်နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မေးရင်တော့နှစ်ယောက်ရှိပါလားအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတယောက်နဲ့တစ်ယောက် မျက်နှချင်းဆိုင်လို့မရတာမျိုးမျက်နှချောမတဲ့တာမျိုးတွေကြုံရတဲ့တဲ့ကာလဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စခါနာချင်းကြောကုန်းအောင်ချင်းတွေကြုံရတဲ့အချိန်ဖြစ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့တတ္တဒေဝမနုဿန်နဲ့အောင်ပြီဆိုပြီးတနေ့ကိုပတိခုနှစ်ပတ်စိတ်ကမှာ ိဗေကံတရားကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကိုးကနန်းကိုအကြောင်းပြုပြီးတော့ဝင်လာပါလိမ့်မယ်900လို့900တို့900တို့900သိန်းတို့390လို့300လို့300တောင်လို့300တို့ဝင်လာတတ်တဲ့အချိန်ဖြစ်တပည့်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ပါသောဝိစာရီကိုဝိစင်ခြင်းအဖြစ် ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားရအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဘဘူးမင်းကောင်ရှီမှန်းပြီးတော့လက်ဖိတ်တစ်ခွက်အမွေးရင်တတိုင်းကွန်းရတရားကတ်လူပူဇော်လူတန်းပြီးတော့ဆူတောင်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစားရာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါလေဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူး ဆူတောင်းပေးခြင်းလို့ပါဗုဒ္ဓဘုရားတမန်ကြီးအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြပေးမှာဖြစ်ပါတယ်ဗုဒ္ဓဘုရားတမန်ကြီးကယခုချိန်ယခုကာလမှာတော့မိမိတဦးတည်းတယောက်ထဲကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့တစွထိုးလောက်တာတွေလို့လုံးဝလုံးဝရှောင်ကျင်တဲ့ချိန်ဖြစ်ပါတယ်ဘာမစူကောင်းဝေးထားပြီးတော့လုံးတဲ့ချိန်ဖြစ်ပါဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ ရွှေဝင်ခြင်းရွှေထွက်ခြင်းဆိုတာတွေဖြစ်တယ်မိတ်ဆွေပေါင်းတင်တဲ့ကကခကကငါနံပဲပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်သတိထားမယ်နေ့နဲ့ဒီတစ်ခါလဲမှားလိုက်ပါမယ်ရရလဝပါတဲ့သူတွေသတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စ ခွန်တုတ်ခွန်ပြန်လေးဖြစ်တတ်တဲ့ခံမပြောနားမထောင်လေးတွေဖြစ်တတ်ဟောင်းလငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမိမိကိုတော်လန်တာလို့တွန်းလှန်တာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါကားဝယ်ဖို့ရည်ရထားတဲ့သူတွေ9ရက်ကြော်မှဝယ်ပါဗျရှန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့တော်လည်းပဲမိမိကိုရှန်လို့တဲ့သူတိုက်ခိုက်တဲ့သူနှစ်ယောက်ရှိပါတယ် ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းနေနဲ့တခန်းရဲ့ပြဆက်သူထားခဲ့ပြီးတော့အစ်စ်တွေနဲ့ရှေ့ဆက်တတ်တဲ့ကာလဖြစ်ပါတယ်အိမ်တော်ရေးမှာဖြည့်ရှင်းစရာကိစ္စတွေပေါ်တတ်ပါကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါ ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့တနည်းကိုဒီ၅ဘက်စိတ်ကမှာပဲဖြစ်ကံတရားကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တေကနန်းကိုအကြောင်းပြုပြီးတော့ဝင်လာပါလိမ့်မယ်တရားလို့တထောင်လို့တသောင်းလို့သသိန်းလို့ တိန်တရာတို့တိန်တထောင်တို့တိန်တထောင်တို့ဝင်လာတတ်တဲ့အချိန်ဖြစ်တယ်။တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့အနက်ရောင်ပါသောဝစ်စားတွေကိုဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်၊ကံခွင်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူ ကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့အရာတခုကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့ အောင်တပြေညွန့်6ကအမွေးတိုင်6တိုင်ဖျောင်းတိုင်6တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော် လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေ ကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဂျာတာရိတာသမီးအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖန်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဂျာတာပရိတာသမီးကဒီချိန်ဒီကာလမှာတော့အလုတ်ကောင်းနေရာကောင်းရှာတူးကောင်းလစာကောင်းဝင်ငွေကောင်းနေရတတ်တဲ့အချိန်ဖြစ်ပါဟုတ်တာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အထူးသဖြင့်ရွှေဝင်လာဖို့ရှိပါ မိတ်ဆွေပေါင်းတဲ့ကစဆစစညနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်။တတိထားမယ်နေ့နဲ့နေရာတော့ရှာရှာလာဝပါတဲ့သူတွေတတိထားမှာဖြစ်ပါမယ်။ကာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ယောက်လာဖို့ရှိ ကောင်းတော့လာခြင်းဖြစ်တဲ့လက်ခံထား။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၅ရက်၅ဘက်အတွင်းဝယ်ပါဗျ။ဂျန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ဂျန်ရှိလားလို့မေးရင်ရှိပါလေ။တွားတရီလာတရီစားတရီနဲ့နေပါ။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ပြက်သွားတဲ့ချစ်သူထွက်သွားတဲ့အိမ်အောင်ဘက်တွေနဲ့ပြန်လည်ပြီးတော့ပတ်သက်ကြတာလို့ ဆက်နဲ့ပြန်လဲပြီးတော့ဆက်တွေရတာပြန်ပေါင်းထုတ်ကြတာလို့ကြုံရတဲ့အချိန်ဖြစ်ပါဇမားရည်ပတ်သက်တဲ့ကိစ္စလေးတွေရတော့အကျောစစ်မြစ်နဲ့ပတ်သက်တဲ့ယောဂါဖြစ်တယ်ပါလေခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ တတတေဝမနုတန်နဲ့အောင်ပြီဆိုပြီးတော့တနေ့ကိုပဒီခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတန်တရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့100လို့1000လို့1000လို့3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 000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပ တပတ်စလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူတွေအနက်တွေ black and white တွဲဆက်ထားတဲ့ကာလာတွေဝိစင်ချင်းအားဖြင့်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်တယ်တော့ရေရာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျူပကများတစ်ချက်တည်းမှာတက်တီး6လုံးထက်ပါတတီးဖြစ်ဖြစ်ရတယ် အမွှေးတိုင်6တိုင်ဆိုင်ဖျောင်းတိုင်6တိုင်ဆက်ပြီးတော့မြတ်စွာဘုရားကိုကန့်တူပူဇော်လှူဒန်းပါ။ဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်ကတော့ထိုက်အောင်လင်းမှာဗျာ။ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြီနေဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါတောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ကြပါဘူးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတောက်ကြသားသမီးဒီချိန်ဒီကာလမှာတော့မိမိတူတဲ့တယောက်သေး ကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့ဒဇထိုးလောက်တာတွေတော့လုံးဝလုံးဝရှောင်ကျင်တဲ့အချိန်ဖြစ်ပါတယ်အမှားတွေ့တဲ့ပါတယ်ဗျကောင်းကြီးထားပြီးတော့တက်တိနားလေတူမယ်တိုင်ပြင်းညှိနှိုင်းပြီးတော့လုတ်ပါဘုရားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့မြေကွက်ဝင်ခြင်းပရိကောကပစ္စည်းအစ်စ်ဝင်ခြင်းဖုန်းကောင်းဖုန်းတဲ့ဖုန်းတစ် iPhone လိုအရာမျိုးတွေဝင်ခြင်း နောက်ဆုံးပေါ် iPhone 70ဒီဝင်ခြင်းညုံရတတ်တဲ့ချိန်ဖြစ်ပါတယ်မိတ်ဆွေအပေါင်းတင်တဲ့ကစဆစစညာနာမည်ပါတဲ့သူတွေကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမယ့်နေ့နဲ့နေရာတာထတတနာနာမည်ပါတဲ့သူတွေတတိထားမှာဖြစ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိဟောလငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအစ်တစ်တွေထက်ရောက်ဖို့ရှိကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေသုံးဘက်အတွင်ဝယ်ပါဗျာရန်နေနောက်ရှင်းနဲ့ပတ်သက်ပြီးတော့ဒီချင်းဒီကာလမှာတော့ရှန်ရှင်းရန်လင်းနေရာကိုတွေ့ရပါတယ်ဗျာချီးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ကိုယ့်ဘက်ကနေအလျှော်ပေးပေါ့မှဒါလည်းအဆင်ပြေပါလိမ့်မယ်။ဇမယီရဲ့ပတ်သက်တဲ့ကိစ္စသွေးကိုအကြောင်းပြုတဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အရဟံအောင်ပြီဆိုဒီနေ့ကိုဒီ7ဆိတ်ကမှာပဲ ကံတရားကောင်းမဲ့ကိုရွေ့လျားနေတာ90ရာခိုင်နှုန်းရှိပါလဲလာဘာနဲ့ပတ်သက်တဲ့ကိစ္စဒီမှာနှစ်ကနန်းကိုကြောင်းပြပြီးတော့ဝင်ပါလိမ့်မယ်200လို့2000လို့2000လို့2သိန်းလို့30လို့3000လို့3000လို့3000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ် တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့များများပါတော့ဝိစားတွေကိုဝေးစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်ဗျဧရာရရာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ ခြေပကံများတစ်ချက်ထဲမှာစမှုသာ၃ခုထဲအမွေးတိုင်း၃နိုင်ဆိုင်ဖျောင်းတိုင်း၃နိုင်ဆိုင်ပြီးတော့မြက်စွာဖျောင်းကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာ ူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နဲ့ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ဖြတ်မြစ်တာဖို့ဆူတောင်းပေးခြင်းလို့ပါစနေသားကမိတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါစနေသားသမီးကဒီချိန်ဒီကာလမှာတော့မိမိကိုမေတော်တပါးကောင်းစွာစောင့်ရှောက်နေပါလေဖြတ်အထူးသဖြင့် အမတော်များနဲ့နဲ့စောင့်ရှောက်နေတာကိုတွေ့ရပါတယ်။ကိုဖြစ်ချင်တာတွေကို သူ့ကိုတိုက်တယ်ပြီးတော့လှုပ်လှုပ်ပါ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေအဟောင်းတွေထွက်ပြီးတော့ရွှေအစ်စ်တွေဝင်လာတတ်တဲ့ကာလဖြစ်ပါတယ်။မိမိမိတ်ဆွေပေါင်းတင်တဲ့ကအာဤဥအေအောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုကိုကောင်းကျိုးပေးတယ်။ ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်သတိထားမယ်နေ့နဲ့နေရကခကကငနာမည်ပါတဲ့သူတွေသတိထားမှာဖြစ်ပါလေသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်မယ်အစ်စ်တွေရောက်လာတတ်ပါလေကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်အတွင်းဝယ်ပါဖြတ် ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကြောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့မရ။မျက်နှာချောမတည့်တာတွေဖြစ်တတ်တယ်။ဆုံးဖြတ်ချက်တွေမတူညီတာတွေဖြစ်တတ်ပါတယ်ဗျ။ဇမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဟာတော့မူခြင်းမောခြင်းနှလုံးအားနဲ့ခြင်း မျက်စိစမ်းသက်ကခြင်းပါဝါတိုးခြင်းဒါတွေကြုံရတဲ့ကာလဖြစ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာဆိုင်နာတံမဲ့တော့အောင်ပြီဆိုပြီးတနည်းကိုပဒီသုံးပါးစိတ်ကမှာပဲဖြစ်ပါတယ်။ဗန္တရာအကောင်းမဲ့ကူဥတီရွေလျားနေရ80ရာခိုင်နှုန်းရှိပါ

အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝေစားတွေကိုဝစ်စင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါင်မုတ်ထောဘက်တုံ၅ချက်အမွှေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းမြက်စွာဖျောင်းကတ်လူဘူးဆိုလှူဒန်းပါ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားရာညံ့ခိုက်ကြည့်ပြပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာ မြေတာဖို့ဆူတောင်းပေးခြင်းလိုပါ